မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာတနင်္ဂနွေကျဆိုပါတယ်ကျွန်တော်နာမည်နိုင်လင်းပါကျွန်တော်ဒီကနေ့ပေးမိကနေပြီးတော့ PDF ပြောင်းတဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာဟိုဒီသင်ခန်းစာလေးကိုလည်း online နေပြီးတော့ပါနော်ဟိုမိထားတဲ့သူအရှိုးရှိလို့လည်းကျွန်တော်ဒီသင်ခန်းစာလေးကိုမျှဝေပေးရပါနော်အဲ့တော့ကိုယ်ကနေပြီးတော့ပါနော်ဒီပေးမိကပြောင်းမှာဖြစ်တဲ့အတွက်ပေးမိကလေးကိုဖွင့်လိုက်ပါမယ်နော် Okay ပေးမိကလေးကိုဖွင့်ပြီးသွားပြီဆိုလို့ချင်းကိုရေးထားတဲ့စာလေးကိုဖွင့်ပေးလိုက်ပါနော် file နဲ့ဟိုသွားပါ open စွာလေးကိုနှိပ်ပေးလိုက်ပါနော် โอเคကျွန်တော် define လေးကိုဖွင့်လိုက်မယ်เนาะโอเคအဲ့တော့ကျွန်တော်တို့ကပေါ့ဗျာဒီကိုယ့်ရဲ့ပေါ့နော်ကိုစာစီထားတဲ့ဒီစာလေးကို PDF အနေနဲ့ဖတ်ရှင်တယ်ဆိုလို့ရှိရင်ပိတ်မိကမှာလေအလိုတကူဖတ်လို့ရပါတယ်เนาะအဲ့တော့ PDF ဖတ်ရှင်တယ်ဆိုလို့ရှိရင်တော့ file နဲ့ကိုတော့ပါเนาะ file နဲ့ကိုတော့ပါ file နဲ့ကိုတော့ပြီးသွားရလို့ရှိရင်ဒီမှာဒီ print ဆိုတာလေးကိုနှိပ်ပေးလိုက်ပါเนาะကျွန်တော်တို့ကရှင်းရ Microsoft Word ဒီ Office Software တွေမှာတော့ပေါ့နော်ဒီဟို file နဲ့ကိုနှိပ်သွားပြီးတော့ export ကနေပြီးတော့ ဒီ PDF ကိုဖတ်ပြရပါတော့ဒီအဲပိတ်မိကမှာဆိုလို့ရှိရင်တော့ဒီ print ကိုတွတ်ပြရပါတယ်အဲ့တော့ print ကိုနှိပ်လိုက်ပါ Okay ဒီ print ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ sheet ရဲ့အတိုက်ပါပေါ့နော်ဒီအဲ sheet ရဲ့အတိုက်မှာဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်တော့ကိုထုတ်မယ်ပေါ့နော်ကိုထုတ်မယ်ဒီ printer နာမည်ကိုရွေးပြရပါတယ် okay အဲဒီမှာကြက်လို့ချင်းကိုက PDF ဖတ်မှာဖြစ်တဲ့အတွက်ဒီ printer ဆိုတဲ့နေရာဘေးနားမှာဒီမြားလေးကိုတစ်ချက်နှိပ်လိုက်တော့ကျွန်တော်ဒါလေးကိုချက်လိုက်မယ်နော် โอเคဒီမြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမြားလေးကိုနှိပ်ပြီးသွားရဆိုလို့ရှိရင်အောက်ဆုံးမှာဒီမှာရှိပါတယ်เนาะဒီမှာ Adobe PDF ဆိုတာလေးရှိပါတယ်ဒီ PDF ဒီ Adobe PDF ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားရဆိုလို့ရှိရင်ဒီမှာ print ဆိုတာလေးကိုနှိပ်ပေးလိုက်เนาะ print ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဘေးဒါလေးကခဏလေးစောင့်ရအောင်เนาะဒါလေးကိုခဏလေးစောင့်ပေးလိုက်ပါ तू อ่ะဒါဆိုရင်ရေးရတဲ့စာတွေကို PDF အနေနဲ့ပြောင်းနေရတာပါ ီနီလန်းလေးတိုင်းလဲကိုကဘာလို့ဒီပိတ်မိကမှာကိုစာစည်းစားတွေကို PDF အနေနဲ့ပြောင်းချင်တယ်ဆိုလို့ရှိရင်အလွယ်တကူပြောင်းလို့ရပါတယ်เนาะတခြား office software တွေရဲ့ photoshop software တွေကိုတော့ကျွန်တော် PDF ပြောင်းနည်းတွေကိုပိတ်လေးထဲမှာတင်ထားရရှိပါတယ်တကယ်လို့ office software တွေနဲ့ photoshop photoshop PDF ပြောင်းတာမသိသေးဘူးဆိုလို့ရှိရင်လည်းပိတ်လေးထဲမှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်เนาะ ဒီနီလန်းလေးရတာဒါပိတ်မိကားနေပြီးတော့ PDF ကိုပြောင်းတဲ့နီလန်းလေးပါ။ဟုတ်ကဲ့ဒါလေးရခဏလေးစောင့်ပေးရအောင်နော်။ तू က PDF ကိုပြောင်းနေရဖြစ်တဲ့အတွက်ခဏလေးစောင့်ပေးရပါတယ်။ဟုတ်ကဲ့ဒီအောက်ခြေလေးမှာဒီမှာအောက်ခြေလေးမှာကိုစစ်ရမယ့်နေရာလေးကိုလာပေါ်နေပါလိမ့်မယ်နော်။အောက်ခြေလေးမှာဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်နေရဆိုလို့ရှိရင်ဒါလေးကိုတစ်ချက်နေလိုက်ပါအဲကိုကမှအဲဘယ်နေရာမှာတိတ်မှာလဲကိုတိတ်တဲ့နေရာကိုရွေးပေးလိုက်ပါနော်ကျွန်တော်ကတော့သူ့ data ဒီထဲမှာတိတ်ပေးလိုက်ပဲနော် โอเคအဲ data ဒီတွေကဒီ tab file ဆိုရဲထဲမှာသိမ့်ပေးလိုက်မယ်เนาะဒီမှာ file name မှာကိုလည်းကျွန်တော်အဲ page maker တော့ page maker ပေါ့เนาะရေးလိုက်မယ်เนาะ page maker to page maker to pdf ပေါ့เนาะ page maker to pdf โอเคပြီးလို့ရှိရင် save ဆိုတာလေးကိုနှိပ်ပေးလိုက်เนาะဟုတ်ဒါဆိုလို့ရှိရင် तू က PDF အနေနဲ့တိတ်နေပါ යි နော် Okay ဒါလေးကကျွန်တော်ဒီ software လေးရစီးရဲ့ key မထည့်ရသေးလို့နော် quiz Okay အဲဒါဆိုလို့ရှိရင်တော့တိတ်နေတဲ့ထဲကိုတွေ့ကြည့်မယ်နော်တိတ်နေတဲ့က data ဒီထဲကအဲ tab file တွေမှာသူကဒီမှာလဲ auto ဒီမှာတက်ပြီးတော့ပွင့်နေနော်တော့ဒါလေးကိုပြည့်ရတော့မယ် Okay ဒီမှာ data ဒီထဲကိုတွေ့ပါ data ဒီထဲက test file တွေမှာရှိပါတယ် တက်ဖိုင်ကโอเคဒီမှာတွေ့ရနော်ဒီမှာတက်ဖိုင်ကိုတစ်ချက်နှိပ်လိုက်ပါโอเคဒီမှာတွေ့ရတော့ဒီမှာပိတ်မိကတူအဲချက်လိုက်မယ်နော်ပိတ်မိက PDF ဆိုတဲ့ပိတ်မိကလေးကိုဒီ PDF လေးကိုတွေ့ရပါတယ်ဒါလေးကိုဖွင့်လိုက်မယ်နော်โอเคဒါဆိုလို့ရှိရင်ဒီမှာပိတ်မိကနေပြီးတော့ PDF ကိုအလွယ်တကူပြောင်းလို့ရပါတယ်နော်โอเคအဲဒီလိုပဲကိုတစားပြောင်းခြင်းတဲ့ ပြောင်းကျင်တဲ့ဘောနော်ဒီပိတ်မိကနေပြောင်းကျင်တဲ့ PDF ဖိုင်လေးကိုလည်းဒီနီးလားလေးအတိုင်းနဲ့အလွယ်တကူပြောင်းလို့ရပါတယ်နော်အိုကေဒါဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အဲအကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်နော်အိုကေမိတ်ဆွေတို့ရဲ့တငယ်ချင်းတွေသိအောင်လည်းဒီဗီဒီယိုလေးကိုအဲ share ပေးပါအောင်နော်အိုကေအားလုံးပဲအဆင်ပြေပါစေခင်ဗျအဆင်မပြေရရှိလို့ရှိရင်အသိချင်တာရှိလို့ရှိရင်ပိတ်ချက်ပေါက်လေးမှာဝင်ရောက်ပြီးတော့မေးလို့ရပါတယ်ခင်ဗျအားလုံးပဲအဆင်ပြေပါစေခင်ဗျ